မြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ မြစမရေဒီယိုမနက်ပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1မဂါဟတ်စ်ကနေဖမ်းယူနိုင်နိုင်ပါတယ်။မြစမရေဒီယိုညနေပိုင်းစီစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာ18.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြန်မာရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဒီဇင်ဘာလ၁ရက်တနင်္လာနေ့မနက်ပိုင်းမြန်မာရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်9နာရီကနေစတင်ထုတ်လွှင့်နေပါပြီစမရွန်မှာဒီကနေ့နာဆင်ရမယ့်စီစဉ်ဒီကတော့မြန်မာဘက်ကပြစ်တဲ့လက်နက်ကြီးကြီး၅လုံးထိုင်းဘက်ကိုကြပြီးမြန်မာနှုတ်ထိခိုက်တံရရတဲ့တဲ့စစ်ကောင်မရှင်ကသူတို့ပြုတ်လုပ်ခဲ့တာဒီပေါ်မှာစိုးတဲ့အတွက် ခရမ်းယူကိုသွေးယူသွေးတန်းတိုက်ခိုက်နေတယ်လို့ခန်နရီထုတ်ပြန်တဲ့သတင်းစတဲ့သတင်းတွေပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့တပတ်တွင်းကထူခြားနိုင်ငံတကာသတင်းချို့ကိုနားဆင်ရပါမယ်။သတင်းတွေနားဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေတဲ့စူခဲလန်းကပန်သတင်းစီစဉ်ဒုတိယပိုင်းကိုဆက်လက်တင်ဆက်ပေးဖို့ရှိပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ခန့်တွေပါဝန်ထမ်းမျိုးနယ်ဈေးကြိုရက်ကွက်ဈေးတဝန်ကြောင်းတိုက်သာသနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒဇောတိကိုစစ်ကော်မရှင်ကဖမ်းဆီးပြီးနောက်လူဝတ်လဲအမှုဖွင့်အရေးယူထားကြောင်းဒေသခံတွေကပြောပါတယ်နိုဝင်ဘာ28ရက်နေ့ကဆရာတော်နဲ့ကပီယာ2ဦးကိုတရင်300ကြောင်းတိုက်မှာလာရောက်ဖမ်းဆီးသွားတာဖြစ်ပြီးတော့ကာကွန်ပျူတာအပါအဝင်ပစ္စည်းအချို့ကိုယူဆောင်သွားကာပြည်နယ်တန်ခိုင်နိုင်ကအဖွဲ့အစည်းရုံမှလူဝဲလဲပြေနာ မူပေါ်နေမြေရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။လက်ရှိမှာဆီယာရောကိုနိုင်ငံတော်တည်ငြိမ်အေးချမ်းကြီးကိုပြပြားစေဖို့ရည်ရွယ်ပြီးလူမှုကွန်ရက်မှာလုံစော်ဝါရဖြန့်ရေးသားခဲ့တာကြောင့်တရားဥပဒေနဲ့အညီဖမ်းဆီးထိန်းသိမ်းအရေးယူရလို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ဘယ်ပုံမှန်နဲ့တရားစွဲဆိုအမှုဖွင့်ထားကြောင်းကိုဖော်ပြမထားပါဘူး။ ဆရာအရှင်ဆန္ဒဇောတိကိုပြီးခဲ့တဲ့ရက်ပိုင်းကမော်လမယ်မြို့နယ်အချင်းကရနေရဖြစ်တဲ့တောင်ဝိုင်းတောင်မြေပြူရာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ဆမင်နာကသတင်းရေးသားခဲ့တာသူတရင်300အကြောင်းဒီမှာအထက်မြေအစာဦးတိဆောက်တာတို့ကြောင့်ဖန်စီပြေနာအခုလိုအမှုဖွင့်တာလို့သူ့ရဲ့တကားအချို့ကမျိုးစိမကိုပြောပါရဲ့ စစ်ကော်မရှင်ကဆီယာရောကိုဖမ်းဆီးယူတာမကပဲစစ်တပ်ဝန်ကြောင်းတိုက်ပိုင်မော်တော်ယာဉ်တွေဆိုင်ကယ်တွေဖုန်းကွန်ပျူတာနဲ့အခြားဆက်ဆက်ပစ္စည်းတွေကိုလည်းတင်းဆဲသွားခဲ့တယ်လို့ဒေတာခန့်ကြီးကဆိုပါတယ်။ဒါအပြင်ကြောင်းတိုက်အတွင်းရှိတာနာနွယ်ဖောင်ဒေးရှင်းကျောင်းဆောင်အပါဝင်ကျောင်းဆောင်နှစ်ဆောင်ကိုချိတ်ပိတ်လိုက်တယ်လို့ဒေတာခန့်တူကပြောပါတယ်။အဲဒီချက်လည်းနဲ့ပတ်သက်ပြီးတော့စစ်ကော်မရှင်တပ်ကထည့်သွင်းဖော်ပြခဲ့တာမရှိသလိုမြစည်းမအနေနဲ့အတိအချအတင်ပြနိုင်တာမရှိသေးပါဘူးခင်ဗျာ။ စစ်ကောင်မရှင်ဟာသူတို့ကျူးလွန်ခဲ့တဲ့မကောင်းမှုမှန်သမျှပေါ်သွားမှာကိုစိုးရိမ်နေတဲ့အတွက်ကင်မျိုးသားစည်းရုံး KNU ကိုအွန်လိုင်းငွေလင်လုပ်ငန်းတွေလုတ်ကင်နေတယ်ဆိုပြီးတွေ့ယူတွေ့ရတဲ့ဆွဆွဲကြိုက်ခိုက်နေတာဖြစ်တယ်လို့ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်စစ်ကောင်မရှင်တပ်သတင်းနဲ့ပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကနိုမာ28ရက်နေ့မှာ KNU ဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် TKBA နဲ့အတူအွန်လိုင်းဝင်လင်ကြားဖြတ်လုပ်ငန်းတွေနဲ့ညှိစွန်းနေပြီး TKBA ရဲ့နိုင်ငံရေးဖွဲ့စည်းဖြစ်တဲ့ KKO ဟာလည်း KNU ကိုမိခင်ဖွဲ့စည်းဖြစ်ခံယူထားကြောင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ် အဲ့လိုဆွဆွဲပြောဆိုနေတာဟာ KNU ရဲ့နိုင်ငံရေးရည်တည်ချက်သည်စစ်ကောင်မရှင်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုထိခိုက်နေခြင်းနဲ့တတလုံးဘိုးကျစိုးမိုးနိုင်ရဲ့အတွက်မကမှုမှန်သမျှကိုကျူးလွန်နေတဲ့လက်မဲကြီးပေါ်သွားမှကိုစိုးရိမ်ခြင်းကြောင့်လို့ခန္ဓာလေးကပြောပါတယ်။ DKBA KKO ဟာစစ်ကောင်မရှင်တပ်နဲ့ပူးပေါင်းပြီး KNU ကိုတရားဝင်တော်လှန်သောနေ့ကို DKBA နေ့အဖြစ်ကျင်းပလေးရှိကြောင်းအနာဒိမီနောက်မှာလဲ NCA ခန်းသားတွေကိုအမြဲတက်လေးရှိကြောင်းတွေ့ဆုံဆွေးနွေးပွဲတွေမှာ DGB ဟာခရမ်းယူနေအတူရက်တီခြင်းမရှိဘဲစစ်ကောင်မရှင်ဘက်ကသာရိမ်းလျက်ရှိကြောင်းစစ်ကောင်မရှင်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုအတူတကွဆန့်ကျင်မှုခရမ်းယူကတိုက်တွန်းခဲ့ပေမဲ့ DGB ကရွေးကောက်ပွဲကိုကူညီမယ်လို့ထုတ်ပြန်ခဲ့ကြောင်းထောက်ပြပြောဆိုခဲ့ပါတယ်။အဒီချက်တွေကိုကြည်ချင်းအဖြစ် DGB ဟာသူ့ရဲ့ရက်တီချက်နဲ့သူသွားနေကြောင်းခရမ်းယူကိုမမှန်ကန်တဲ့အချက်တွေနဲ့ DGB နဲ့အတူအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာညှိစိုးကြောင်းကြိုးပမ်းပုံဖော်နေခြင်းသာဖြစ်ကြောင်းထောက်ပြထားပါတယ်။ သို့သောခရမ်းယူနယ် DGB ဟာရန်သူတွေမဟုတ်ကြောင်းအွန်လိုင်းဝယ်လှယ်လုပ်ငန်းတွေနဲ့စိတ်ကြောက်မှုရစေးတွေကသာကရင်တမျိုးသားလုံးရဲ့ရန်ကူဖြစ်ကြောင်းလည်းဆိုပါတယ်စစ်ကောင်မရှင်ကဆရာနာရှင်စနစ်ခြုံငင်းရေးဒီဇိုင်းမှတ်မှတ်တိုက်ပွဲဝင်နေပြီးနိုင်ငံရေးမူဝါဒခိုင်မာပြီးတနင်္ဂနွေလုံးကိုလွှမ်းခြုံထားနိုင်တဲ့ခရမ်းယူကိုကောင်းမထောင်နိုင်စေဖို့နီလန်ပေါင်းစုံနဲ့တဲကြီးမဲကြီးတိုက်ခိုက်ချိန်မုံနေတာဖြစ်ကြောင်းလည်းဆိုပါတယ် ကီမျိုးသားစီယုံခရိုင်ယူနယ်ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ပူးပေါင်းပြီးနိုမာ23ရက်နေ့မှာမြဝတီမြို့တောင်ပချမ်းမင်းလက်ပံကြီးရွာမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရေးတပ်ဗရော DKBA တပ်ဖွဲ့ကအကောက်ွယ်ပေးထားတဲ့ချွန်တာပတ်အမည်ရှိတဲ့တရုတ်မာဖီးယားဂိုင်းတွေဦးဆောင်တဲ့ online ငွေလိမ်ခြံဝန်းတစ်ခုကိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီကဘီစီဦးစီးချုပ်စောစတီစီရဲချုပ်စောစိန်ဝင်းစီဦးစီးအရာရှိချုပ်စောဆန်းအောင်အမတ်တေစစ်ဒေသကိုကဲရည်မှုဘုံမူးချုပ်ဆိုင်းကျော်လှစတဲ့ခေါင်းဆောင်၄ဦးကိုလည်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနိုင်ငံသားပိုင်ဆိုင်မှုတွေထိန်းချုပ်ရေးရုံးကအွန်လိုင်းငွေလိမ်စင်တာတွေကိုထောက်ပံ့ကူညီနေတဲ့အတွက်တန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးရာတွေပြုလုပ်နေတဲ့စကိုင်းတိုင်းဆောင်းတွင်းကာလာအတွင်းစပေးဆောင်တွေအတွက်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအပြင်အနွေးတွေနဲ့ဆောင်းနေတဲ့လိုအပ်နေတယ်လို့အကူအညီပေးနေတဲ့အညာပြစ်တိုင်းတောင်အဖွဲ့အစည်းကပြောပါတယ်။အညာပြစ်တိုင်းတောင်လေးတွေအဖွဲ့ဟာစကိုင်းတိုင်းရင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာစပေးဆောင်တွေကိုကူညီပေးနေတဲ့အဖွဲ့ပါ။ စစ်ကော်မရှင်စစ်ကြောင်းထိုးတဲ့အတွက်လက်ရှိမှာရမပင်ခရိုင်စလင်းကြီးမြို့နယ်တွေမှာရှိတဲ့ဝမ်ပောင်ကုမ္ပဏီရဲ့တောင်ဘက်ကျောကျောလုံးရှိရွာတွေကပြည်သူတွေထွက်ပြေးသိမ်းရှောင်နေကြရပြီးတော့အခမ်းအနလူတွေတုံးတာဝင်းကျင်စစ်ရှောင်နေကြရတယ်လို့အဲ့ဒီအဖွဲ့အစည်းကသိရပါတယ်စစ်ဘေးရှောင်တွေများပြားတဲ့အတွက်ဆန်းတဲ့ရိခါပိုင်းမှာလည်းအခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ် အလားတူပဲစကိုင်းတိုင်းဝက်လက်မြို့နယ်မှာလည်းစစ်ကွန်မရှင်တပ်ကကြေးရွာတွေကိုစစ်ကြောင်းထုတ်မိရှို့နေတာကြောင့်ပြည်သူတွေထွက်ပြေးသိမ်းရှောင်နေရပြီးဆောင်းတွင်းကာလဖြစ်တာကြောင့်အနွေးနဲ့ဆောင်းတွေလိုအပ်နေကြောင်းလူငယ်လူမျိုးရေးအဖွဲ့ချုပ် YLA အဖွဲ့ဝင်တူကပြောပါရယ် YLA ကတရှိထားတဲ့အချက်လက်အရဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်စကန်နှစ်ခုမှာစစ်ချောင်းတထောင်နီးပါးရှိရလို့သိရပါရယ် လက်ရှိမှာစပေးရှောင်တွေဟာယာနာတွေဖြစ်နေပြီးတော့အေးတန်းကြောင့်ကလေးတငယ်နဲ့တက်ကြီးရွယ်ဦးဘိုင်းမှာဖျားနာရတဲ့ရှိရလို့ဝိုင်းအဲ့ဒီအဖွဲဝင်ကဆိုပါတယ်။ဒါကြောင့်စပေးရှောင်တွေအတွက်စာနဲ့ရိတ်ခါဆေးဝါးအနှွေးတွေနဲ့ဆောင်းတွေလိုအပ်ချက်ရှိတဲ့အတွက်တတ်နိုင်တဲ့ ပြည်သူတွေအနေနဲ့ဆစ်ဆောင်တွေကိုတိုက်ရိုက်ကူညီဖို့အခက်ခဲတွေရှိပါကစပေးဆောင်ကူညီနေတဲ့အဖွဲ့အစည်းတွေကစင်ကူညီနိုင်ကြောင်းလည်းပြောပါရယ် Data Phone မြန်မာရဲ့နိုဝင်ဘာ22ရက်နေ့ထုတ်ပြန်ကြရလေအနာသိန်းကလာအတွင်းထိုင်းနိုင်ငံတဝန်ဆက်ကော်မရှင်နဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကြောင့်နေအိမ်မီရှုဖြစ်စည်းခံရမှုမှာစကိုင်းတိုင်းကအများဆုံးဖြစ်ပြီးစကိုင်းတိုင်းမှာနေအိမ်ပေါင်း86,900ကျော်မီရှုဖြစ်စည်းခံရတယ်လို့သိရပါရယ်ခင်ဗျာ ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းပစ်ခတ်တဲ့လက်နက်ကြီးကြီး၅လုံး၊ထိုင်းနိုင်ငံဘတ်ချန်းကိုကြားရောက်ပောက်ကွဲရာကနေမြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။နိုမာလာ30ရက်နေ့မနက်ပိုင်းကလက်နက်ကြီးကြီး၅လုံးဟာထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့အနီးနယ်စပ်ဒေသမှာကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။အဲလိုပောက်ကွဲမှုမှာခလင်းငယ်တူအပါဝင်မြန်မာနိုင်ငံသား၂ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ခောက်ဆော့မှာတော့လက်နက်ကြီးထိမှန်ပြီးမြန်မာနိုင်ငံသား၄ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့လိုလက်နက်ကြီးကြီးစိုက်ရောက်ပောက်ကွဲပြီးတဲ့နောက်ထိုင်းစစ်တပ်ဘက်ကလည်းတတိပေးတဲ့အနေနဲ့မိကိုပုံလေးလုံးပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုမာလာ29ရက်နေ့ကလည်းလက်နက်ကြီးကြီးစားထိမှန်ပြီးမင်းလက်ပံရွာဖရဲကုန်းကျောင်းဆရာတော်လက်မောင်းမှာဒဏ်ရာရခဲ့ပါတယ်။ ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်တဲ့မေလပံမဲဝါခိနဲ့အင်ဂျင်မြိုင်အနီးတဝိုက်မှာတော့စစ်ကောင်မရှင်နဲ့ KNL ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်လျက်ရှိနေပါတယ်ရှင်။ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းချောင်းမင်းမြို့နယ်မှာစစ်ကောင်မရှင်တနယ်ရှမ်းပြည်ဒုတိယပါတီရှမ်းပြည်တပ်မတော် SSPP SSA ရုံးနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ SSPP ကထုတ်ပြန်ပါတယ်။ ကြောင်မဲမြို့နယ်ပုံဝိုးကျေးရွာအနီး SSPB တပ်စခန်းရှိရာအနီးကိုစစ်ကောင်ရှင်အင်အားတရားဝင်းကျင်ကနိုဝင်ဘာ29ရက်မွန်းလတနေ့ကစစ်ကြောင်းထိုးလာတဲ့ကြောင်တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ SSPB ကဆိုပါတယ်။အဲ့တိုက်ပွဲမှာစစ်ကောင်ရှင်တပ်ဘက်ကမြေပြင်စစ်ကြောင်းအပြင် drone တွေနဲ့အသုံးပြုတိုက်ခိုက်နေတာကြောင့်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ SSPB ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကြောင်မင်းမြို့နယ်ဟာအခင်ကလေးက SSPB တက်လှုပ်ရှားရနေပြီဖြစ်ပြီးတော့ပြီးခဲ့တဲ့2019ဆစ်စင်ဒုတိယပိုင်း2024ဩဂတ်5ရက်နေ့မှာကြောင်မင်းမြို့ကို CNL ကတင်ပိုက်ခဲ့ပြီးတနည်းခန့်အကြာမ2025အောက်တိုဘာလမှာစစ်ကော်မရှင်တပ်ကပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ SSPB ဟာဝါတပ်ဖွဲ့ UWSA ဦးဆောင်တဲ့ပြည်အောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC ရဲ့အဖွဲ့ဝင်တစ်ခု ဖြစ်ပါတယ်။ FPNCC မှာမိုင်းလာတပ်ဖွဲ့ NDA ဝါပြည်တွင်းစီညီညွတ်ရေးတမတော် UWSA ကိုကန်တက် MNDAA အရခတ်တတော် A တန်တက် TNL ကချင်းလူမျိုးရေးတမတော် KIA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPB တို့ပါဝင်ပါတယ်ပြင်းရဲ့ TNL တင်မိခဲ့တဲ့နောင်ချိုမျိုးကိုလွတ်လွတ်ခဲ့ရပြီးတဲ့နောက်တောင်မဲမျိုးကိုစစ်ကော်မရှင်တပ်ကထိုးစစ်ဆင်နေချိန်မှာဩဂတ်20ရက်နေ့မှာဝါပြည်ပန်ခမ်းမြို့မှာ WhatsApp UWSA နဲ့ကိုကန့်တက် MNDA တအံမျိုးသားလုံးမြောက်ရေးတမျိုး CNL နဲ့ရှက်ပြီးတုတ်တက်ရေးပါတီ SSPP တို့တွဲဆုံမှုပြုလုပ်ခဲ့ပြီးကျေးဇူးနိုင်ငံကဝါတက်ဖွဲ့အပေါ်အခင်ရခင်ကမကြုံခဲ့ဘူးတဲ့အရေးယူရည်ပြုလုပ်ပြီးဖိအားပေးခဲ့ကဝါအနေနဲ့လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွေဘယ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးတာမီးသီးစစ်ရေးလှုပ်ရှားမှုများအတွက်တွာလာမှုလမ်းကြောင်းအစဉ်ပြေစေခြင်းနဲ့ငွေကြေးထောက်ပံ့မှုများကိုပြုလုပ်တော့မှာမဟုတ်ဘူးလို့အတည်ပြုထုတ်ပြန်ခဲ့ပါရခင်ဗျာ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါခုဆက်လက်ပြီးတပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ထိုင်းတောင်ပိုင်းမှာနေထိုင်သူတွေပြီးခဲ့တဲ့အင်္ဂါနေ့ကခါးထီနဲ့တဲ့ရေထဲသွာလာနေကြပါတယ်။မိုးတဲထန်စွာရွာသွန်းမှုကြောင့်အ धिक ခီးသွာအလာများရာမြို့မှာရပ်ပေါင်းများစွာရေမြုပ်နေပြီးလူအများဟာလည်းအိမ်နေဟိုတယ်တွေမှာပြိမ့်မိနေကြပါတယ်။ ဒေသတွင်းအနည်းဆုံးလူ73ဦးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အင်္ဂါနေ့မှာဆိုရကစွန်ကလာပြည်နယ်တောင်ပိုင်းကိုအရေးပေါ်အခြေအနေကြေညာခဲ့တာပါ။မိုးလေဝသဌာနကလည်းအခုတစ်ပတ်အတွင်းမိုးကြီးပြီးရေလွှမ်းမှုနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကဘာလက်ခီးသွားတဲ့အဓိကလာရောက်ရာနေရာဖြစ်တဲ့တောင်ပိုင်းဒေသဟိုက်ရိုင်မှာမိုးတဲထန်စွာရွာသွန်းပြီးရေတွေတဟုန်ထိုးစီးဆင်းလာခဲ့ပါတယ်။ ရေးပြီးတန်ခံရတဲ့ပြည်နယ်၄ခုမှာအ ਨੇ ဆုံးလူ73ဦးသေဆုံးခဲ့ရကြောင်းတဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရောဘာတပ်သားရေးဌာနကပြောပါတယ်။မကြာသေးခင်ရက်တွေအတွင်းအခြေခံသတင်းဌာနတွေကပြသခဲ့တဲ့ရုပ်တံသတင်းတွေမှာရေထူးကဲစွာကြီးနေတဲ့ဟတ်ရိုင်မှာလူတွေကိုလေတွေရေထဲသွားတဲ့မော်တော်ဆိုင်ကယ်တွေစစ်ထရက်ကားတွေနဲ့ကဲထုတ်နေတာကိုတွေ့ရပါတယ်။ လူတချို့ကတော့လေးမှုတ်သွင်းလို့ရတဲ့ကလေးတွေကစားတဲ့ရေကူးကန်ငယ်လေးတွေထဲမှာကလေးတွေတင်ပြီးဘေးလို့ရတည်သွားနေတာကိုတွေ့ရပါတယ်။ကျမတောင်းတင်ပိတ်မိနေတာလေးရဲ့ကြားတယ်လို့ခေါင်းစုပ်ခြုံတယ်ဝတ်ထားပြီးကလေးကိုထီအောင်မှချီထားတဲ့မျိုးရင်းအမျိုးသမီးတူကဒေသခံရုပ်တံသတင်းဌာန TNN ကိုသတင်းလာနေမှာပြောပါတယ်။ကျမကမွေးကင်းစာကလေးရှိလို့ထွက်ဖို့ဆုံးဖြတ်လိုက်တာ ရေတွေထက်ကြီးမှကိုကြောက်တာလဲပါတယ်လို့သူကဆိုပါတယ်။ အဲ့ဒီအမျိုးသမီးသူ့ကလေးနဲ့အိယာပေါ်လဲနေတဲ့မိခင်ဖြစ်သူတို့ကိုလှေနဲ့ကဲထုတ်ခဲ့ရတာပါပြီးခဲ့တဲ့ပတ်ခြေသာရင်းနေကလေးကစွန်ခလာမြို့မှာရှိတဲ့အိမ်ကကဲတင်ခဲ့ရတဲ့လူအရေအတွက်ဟာထောက်နေရာကျော်ရှိပြီဖြစ်တယ်လို့ပြည်နယ်ပြည်သူ့ဆက်ဆံရေးဌာနကပြောထားပါတယ် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအမေရိကန်အစီအစဉ်ရဲ့နောက်ဆုံးမူကိုရုရှားကတွေးမြင်ခဲ့ရပြီဖြစ်ပြီးတချို့သောအမြင်တွေကိုအပြုသဘောဆောင်တယ်လို့မြင်ပါကြောင်းသို့တော့တချို့သောအချက်တွေဟာဆွေးနွေးဖို့လိုသေးကြောင်း Kremlin ကဘုတ်တခုနေ့မှာပြောလိုက်ပါတယ်နိုင်ငံပိုင်ရုပ်တံသတင်းတောက်ကိုသဘောထားမှတ်ချက်ပေးရမှာ Kremlin လက်ထောက် Yuri Ushakov ကအခုမူကြမ်းအသစ်ဟာတကယ်လေးလေးနက်နက်ခွဲခြားဆိပ်ဖြာဖို့လိုအပ်သေးကြောင်းနဲ့ ရုရှားအနေနဲ့ဒီမူကျန်းအစ်စ်ကိုဘယ်သူနဲ့မှမဆွေးနွေးရသေးကြောင်းပြောပါရယ်။တချို့သောတွင်ပြင်လက္ခဏာတွေကအပြုသဘောကြည့်မြင်လို့ရပါတယ်။ဒါပေမဲ့အချက်တော်တော်များများကတော့ကျွမ်းကျင်သူတွေနဲ့အထူးတလဲဆွေးနွေးဖို့လိုသေးတယ်လို့သူကပြောကြားခဲ့ပါရယ်။ဝါရှင်တန်ရဲ့နောက်ဆုံးအစီအစဉ်ကိုထုတ်ပြန်တာမရှိသေးပါဘူးအခုမူကျန်းအသစ်ဟာအရင် အချက်28ချက်ပါမူကျန်းကို အသေးစိတ်ချိန်နှိထားပြီးဖြစ်ကြောင်းအခုမူကျန်းအသစ်ရယူကရိန်းဟာဒွန်းညက်ဒေသကနေစုခွာရမှာဖြစ်ပြီး တင့်ရားကိုလည်းရှော့ချရမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအင်ကာနေကကြေညာခဲ့ပါတယ်။အဲ့ဒီချက်တွေကိုယူကရိန်းကလည်းဝေဖန်ထားပါတယ်။နောက်ပိုင်းမှာယူကရိန်းကသူတို့အမေရိကန်နဲ့နားလည်မှုရရှိထားပြီးဖြစ်ကြောင်းနဲ့ဂျနီဖာဆွေးနွေးဝဲပြီးသဘောမတူညီတဲ့အချက်အချို့ကိုလည်းရှော့ချပြီးဖြစ်ကြောင်းပြောထားပါတယ်။သဘောတူညီချက်ကိုအပိသက်နိုင်ရေးမျှော်လင့်ချက်နဲ့နှစ်ဖက်လုံးနဲ့အမေရိကန်အရာရှိတွေကအခုအခါတွေ့ဆုံမှာဖြစ်ကြောင်းထရမ့်ကအင်ကာနီကပြောခဲ့ပါတယ် ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့အမေရိကန်အထူးတန်တမန်စတီဗ်ဝက်စကော့ဖ်ကလာမယ့်ပတ်မှာမော်စကိုကိုလာရောက်မှာဖြစ်ကြောင်းခရမလင်ကဗုဒ္ဓဟူးနေ့မှာတီးပြပြောကြားခဲ့ပါတယ်။စစ်ပွဲဆုံးသက်ရေးဆွေးနွေးပွဲတွေမှာဥရောပကဝင်ရောက်ဆွတ်ဖက်နေကြောင်းနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာဝင်ရှုံနေကြောင်းဥရှာကော့ဖ်ကဥရောပကိုတီးတန့်ဆွဆွဲပြောကြားဝေဖန်ထားပါတယ်ရှင်။ မြစ်မရေဒီယိုအစီအစဉ်ကိုဆက်လက်အံလွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးပတ်စင်ကဏ္ဍအနေနဲ့စုခင်းလန်းကပန်းတဲ့အစီအစဉ်ဒုတိယပိုင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဖူအဆိုတဲ့ဒေသနဲ့ပန်းဆန်းနဲ့ကသူက sister city လို့ထားတာအဲ့တော့ဖူအကအဲ့ပန်းဆန်းကဟိုရွာရီအထိကိုသူကလိုက်ပြီးဆေးထိုးပေးတယ်ဟိုဆေးဖွဲ့တယ်ရတယ်အဲပြီးတော့အဲ့ပန်းဆန်းကဟိုဆေးကြောင်းသားတွေစီးပွားရေးတက်ကတူကြောင့်အကုန်လုံးကိုဖူအကလက်ခံတယ် တနက်တနက်ကိုတရားလောက်လာလာတင်တယ်လို့ပြောတယ်နော်နက်နက်သုံးနဲ့အဲ့ဒါအားလုံးကိုတရုတ်ဘက်ကတာဝန်ယူတာပဲအဲ့တော့အဲ့လိုနီးနဲ့ तू ကအစတည်းက तू ပြောထားတဲ့ policy ကိုကဟိုမျှဝေထားတာပေါ့နော်ဘာပဲဖြစ်ဖြစ်ဟိုဟိုနေ့နေကို မျှဝေဖို့ပေါ့အကျိုးကျေးဇူးတွေကိုမျှဝေဖို့အဲ share future ပေါ့ share နေပေါ့အဲ community of shared future ပေါ့နော်အဲအနာဂတ်ကိုမျှဝေထားတဲ့လူအဖွဲ့အစည်းတည်ဆောက်ရေးဆိုတာအဲ့တော့ဒါကိုတရုတ်ဘက်ကပြောနေတကယ်တော့ကိုရင်းရဲ့အဲ့ဒါကဟိုဟိုကျမတို့ community စကားနဲ့ပြောရင် socialist စနစ်ပေါ့ဗျာဒါပေမဲ့ socialist စနစ်ဆိုတာလေတကယ်တကယ်တော့ဟိုကျမတို့ကဟိုဘူနီဝင်းကိုမဆလာလုတ်သွားလို့လားလူတွေကမုန်းတာလေလူဘောကနေထိုင်ဟိုတပ်ပါချောင်ကြီးရေးအတွက်ဆိုလူတိုင်းကြိုက်တာပဲလေ ဒါပေမဲ့ကျမတို့ဗမာပြည်သူတွေကပြတ်သားပြီးပြီဗျာဒီစစ်အုပ်စုရှိနေသည်စစ်အာဏာရှင်စနစ်ရှိနေသည်ကျမတို့ဗမာပြည်ဘလုံးမှမဖွံ့ဖြိုးမတိုးတက်နိုင်ဘူးဆိုတာပြီးပြီးသားနော်အဲ့တော့တရုတ်ကဟိုသူတို့ရဲ့အကျိုးစီးပွားနဲ့ကျမတို့အကျိုးစီးပွားမတူနိုင်ဘူးမတူနိုင်မယ်လေကျမတို့ကသူတို့နိုင်ငံကြီးတွေနဲ့ဆက်ဆံတဲ့အခါမှာ ဘယ်လိုကောမလဲတိတ်ပြီးတော့ဟိုကန္နကောစာမဖြစ်ဖို့လို့လိုတာပေါ့ဗျာဟုတ်တော့မလားအဲသူလည်းဟိုအသင်အတင်ဟိုနည်းပြူစေကျမတို့လည်းကျမတို့နိုင်ငံရဲ့တော်လှန်ရေးကိုကျမတို့ကကျမတို့ဆက်လုပ်ရေးအတွက်လုပ်ရမှာပေါ့အဲ့တော့တရုတ်ကတော့ဒီဟိုမဟာလာအဲဒီမင်းအောင်လှိုင်တို့ဘာတို့အပြင်တခြားပါတီကလူတွေပါတယ်လာရင်ဥမာဥကိုကြီးတို့လိုလူမျိုးတွေပေါ့ဗျာအုတ်လိုက်ကြီးတွေပါတယ်လာရင် ူကတရုတ်ပြည်မှာပြီးကဲမှာဟိုဘာလဲဟိုဆင်းရဲမှုပပြဝေးဟိုနင်းကြီးတွေရှိတယ်ဗျပြတတ်ကြီးတွေအဲ့ဓာတွေခေါ်ပြတာပဲသူတို့နိုင်ငံမှာဘယ်လိုလုပ်တယ်ဆိုတာပေါ့ဗျာနော်ကိုကတကယ်ပဲကို့တိုင်းသူ ပြည်သားကိုချစ်တယ်ဆိုရင်ကို့ပြည်သူပြည်သားကိုချမ်းသာခြင်းဓာတ်တွေလုပ်လို့ရတယ်ဆိုပြီးခေါ်ပြတာဟုတ်ကဲ့ဟုတ်ကဲ့ဒေါက်တာနောက်ထပ်ကျွန်တော်မေးချင်တာဒေါက်တာရဲ့ဒီ စစ်တပ်မဖြစ်မနေလုံးမဲ့ရွေးကောက်ပွဲနဲ့ဟိုတရုတ်ရဲ့ဖိအားပေးတဲ့ပုံစံအပိုင်းကိုမေ့ချင်တယ်ပေါ့နော်တော်တာဆိုတော့ဟိုတရုတ်ပြည်နယ်လေးသူ့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားရှိရပေါ့နော်ဆိုဥမာဆိုရင်ဒါပိုက်လိုင်းတွေပေါ့နော်ဆိုတော့အဲ့အရာကြီးတည်ငင်ရေးအတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအောင်မြင်စေလိုတယ်လို့ဒေါက်တာအနေနဲ့မြင်လားဒါမှမဟုတ်ပေါ့နော်ဒေါက်တာရဲ့ တိုင်းသားနဲ့နိုင်ငံတွေကိုအတုံးပြုပြီးတော့ရေကောက်ပွဲနဲ့အဲစစ်တပ်အပေါ်ဖိအားပေးတာကိုဆက်လက်ထားရှိနေရလို့မြန်မာသားတောက်တာအနေနဲ့ဘယ်လိုရှုမြင်ပါလဲခင်ဗျာဒီအပေါ်ဟုတ်ခင်ဗျာပြောတဲ့အဲတိုင်းရင်းသားတွေနဲ့ပတ်သက်လို့เนาะတိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်လို့ကျွန်မခုနတော်တော်ပြောပြပြဆုံးလုံးပြောပြပြเนาะအဲတရုတ်ကဖိအားမဟုတ်ဘူးဗျမက်လုံးပေးထားတာအဲ့တော့တိုင်းရင်းသားတွေဒီသားကเนาะတိုင်းရင်းသားတွေကသူ့တိုင်းရင်းသားတွေဟိုဖွံ့ဖြိုးတယ်တိုးတက်တယ် ချမ်းသာတဲ့သူဒေတာလေးအေးချမ်းရင်ပြီးရောလို့သူတို့သဘောထားအောင်လို့နော်အဲ့ဒီဟာအတွက်အဲဒါကိုတရုတ်ကမဲ့လုံးပေးထားတာနော်ဖျားပေးထားတာမဟုတ်ဘူးအဲ့တော့မတိုက်နဲ့လို့တောင်ပြောထားတာနော်အဲဘာလဲစက်ကောင်စီကမတိုက်နဲ့လို့ပြောထားတာဒါခမရဲ့မိကုံးမှာဒုတိယဟာနော်အဲပထမမိကုံးဖြစ်တဲ့ရွေးကောက်ပွဲနဲ့စက်တက်နဲ့ပတ်သက်လို့တရုတ်ကဘယ်လိုသဘောထားလဲဆိုတာပေါ့နော်အဲအဲ့ဒါကလည်းဒီလိုဖြစ်တယ်ဗျဟို အခုစတက်ပြောနေတဲ့ရွေးကောက်ပွဲနဲ့เนาะတရုတ်ကပြောတဲ့ရွေးကောက်ပွဲနဲ့ကမတူဗျတရုတ်ကအစိုးရတွေကဟိုဟိုဗါလေဗမာပြည်ရဲ့ဗမာပြည်နိုင်ငံရေးထဲမှာပါသင့်ပါထိုက်တယ်လို့အားလုံးပါတယ်ရွေးကောက်ပွဲလုပ်ပါလို့ပြောထားတာဖြစ်တယ်เนาะဒါမဲ့စတက်ကသူလှုပ်ချင်တဲ့ဟာလှုပ်မယ်အဲ့တော့စတက်အနေနဲ့ကသူကရွေးကောက်ပွဲကိုသူ့ရဲ့ထွက်လန်းအဖြစ်သုံးတာပေါ့ဗျအဲ့တော့တရုတ်ကလည်းသူက ဒီရွေးကောက်ပွဲကနေပြီးတော့တင့်တော်တဲ့နော်မျက်နှာပန်းအသင့်အတင်လှတဲ့အစိုးရဖြစ်ရင်သူ့ရဲ့ဟွန်းင်းနေခုနခမည်းပြောတဲ့သူ့ရဲ့ဟိုမဟာဗျူဟာကြတဲ့ဟွန်းင်းနေကိုကာကွယ်နိုင်မှာပေါ့ဗျာအဲစီးပွားရေးတွေကာကွယ်နိုင်မှာအဲ့တော့အဲ့ဒါကြောင့်မလို့သူကအားပေးနေတာနော်အားပေးပြီးတော့ဗမာပြည်ငြိမ်းချမ်းဖို့ဘာဖို့လုပ်အဲ့တော့တရုတ်ရဲ့ရည်ရွယ်ချက်ကနော်တကမ္ဘာလုံးဆိုင်ရာရည်ရွယ်ချက်က เนาะอาชาเดต้าอาเซปလို့ခေါ်ရယ် regional uh, uh, regional comprehensive economic partnerships เนาะအဲ့ဒါကဘာလဲဆိုတော့ ASEAN 10နိုင်ငံနဲ့တရုတ်ကအဲဟိုနည်းရယ်တောင်အာတောင်အာဖရိကတောင်ကိုရီးယားရယ်ဂျပန်ရယ်ဩစတြေးလျရယ်နယူးဇီလန်ရယ်အဲ့ဒီမှာသူကထောက်ပံ့ရေးဂွင်းကြီးတစ်ခုဖြစ်ဖို့ပဲ။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ကအမေရိကန်ရောဥရောပတို့ဟာ ဟိုဘာလဲမွန်ခုနကုံပွဲရေးစပွဲတွေဘာတွေနဲ့နော်ဘာတွေအဲ့တော့အဲ့ဒီဟာနဲ့သူကနည်းနည်းဟိုကိုယ့်ဟာကိုယ်ရှူတာရှိုက်တာဖြစ်အောင်ပေါ့နော်အဲ့တော့အေရှန်နဲ့တရုတ်အဓိကတော့အေရှန်နဲ့တရုတ်ပါပဲအဲ့ဒီကကုံပွဲလမ်းကြောင်းကြီးပုံမှန်ဖြစ်နေဖို့သူစူးစမ်းတယ်အဲ့ဒီစူးစမ်းတာမှာသူ့ရဲ့ပိုးလမ်းမှာသိအရေးကြီးတယ်ဗျာနော်အခုလည်းတော်တော်များများအောင်နေပြီအဲတရုတ်နဲ့ပါကစ္စတန်ဆိုပါတော့နော်အဲ့ဒီဇင်းကြံလမ်းနော်အဲ ပါလေ China Pakistan စီပိုက်လို့ခေါ်တယ် China Pakistan Economic Corridor နော်အဲ့ဒီဟာကြီးကတော်တော်အောင်မြင်ပြီနောက်တစ်ခုကတရုတ်ကနေပြီးတော့လာအိုးတို့ထိုင်းတို့ကနေတဆင်ဆင်းတဲ့မြေထားလမ်းကြီးကလည်းအောင်မြင်နေပြီအဲ့တော့တခုကသူတို့ဗမာပြည်ကိုဖျက်မဲ့လမ်းပေါ့နော်ကြောက်ဖြူကိုဖျက်မဲ့လမ်းอ่ะပဲသူတို့အခုအထိဟိုဘယ်လိုကုန်လဲဟိုနေမဖြူသေးတာပေါ့နော်အဲ့တော့ဒီဟာကြီးကိုသိဖြစ်စေချင်တယ် ကျမခမားရှိပိုးတဲ့ဆောင်းမားတဲ့မှာလေယူနန်ကအဲ့ဒါပဲသူ့ရဲ့ပင်လေထွက်ပေါက်ကဒါပဲဖြစ်တာ哦အဲ့တော့ဒီဟာကြီးရဖို့အတွက်တရုတ်ကဒီစစ်အစိုးရကိုတတ်နိုင်ကမြားအခုနခမားပြောသူ legitimate ဖြစ်စေချင်တယ်တရားဝင်စေချင်တာပေါ့ဗျာပြည်သူလူထုကလည်းသဘောကျနိုင်တာအဲ့တော့အဲ့ရွေးကောက်ပွဲနဲ့ဟိုဟိုဟိုစစ်တပ်ကိုနည်းနည်းသူကမလုံးပေးထားတာပေါ့ဗျာအဲ့လို legitimate ဖြစ်ရင်စီးပွားရေးတွေပါလေဆက်လို့ရင်ဗမာပြည်သူတွေကလည်း တိရုတ်ကခေါင်းကဒီလိုစီးပွားရေးရတိုးတက်လာရင်လူတို့ကငြိမ်ကြသွားမယ်လို့သူကတွက်ပုံရတယ်ဗျ။အဲ့ဒါကြောင့်မလို့သူကဒီရွေးကောက်ပွဲကိုတတ်နိုင်သမျှအဲကောင်းကောင်းမွန်မွန်ဖြစ်အောင်လုပ်မှာ။ဒါပေမဲ့စစ်တပ်မှာကခမားလည်းကြားနေတာပဲ။သူကလည်းဒီရွေးကောက်ပွဲကိုသူ့အတွက်ထွက်ပေါက်အနေနဲ့ရှိပေမဲ့သူကဘသူကောမှအာနာခွဲမပေးနိုင်ဘူး။ခမားကြားမှာပဲဟိုမှာတက်တက်ခိုင်လို့အမျိုးသမီးတို့တောင်မှသူက ပိတ်ပင်တာသူကကြံ့ဖို့မှကြံ့ဖို့ကြံ့ဖို့တောင်မှသူ့တက်ကလောလောဆယ်နော်ထွက်သွားတဲ့လူတွေပဲသူစိတ်ချရတဲ့လူတွေပဲသူကဟွန်းင်းပြုတ်ကျင်တာဒီလိုနီးနဲ့ဒီရွေးကောက်ပွဲကဘလို့မှ legitimate ဟွန်းင်းမဖြစ်နိုင်ဘူးနော်အဲ့တော့တရုတ်ကတော့စိတ်ရှိလက်ရှိသူကတော့ဒီလိုပဲပြောနေမှာပဲကျမတို့ကသိဖို့လိုတာကတရုတ်ကထူးခြားမှုက သူ့တရုတ်ကွန်မြူနစ်ပါတီကအာဏာရထားတာအနှစ်80ကျော်ပြီဗျာနော်ဒါကြောင့်မလို့သူ့ရဲ့ policy တွေကသူကအဝေးကြည့်လို့ရတယ်ခမရစန်းစားကြီးထိုင်ဝမ်ကိစ္စတောင်အနှစ်80သူဒီလိုပဲကြည့်နေတာမှာနော်သိမ့်မယ်ဆိုသိမ့်လို့ရတာပဲသူမသိမ့်ပါဘူးဒီလိုပဲနီလန်ပေါင်းစုံနဲ့သူဟိုဟိုလှဲ့ဒီလှဲ့နဲ့သူလုံတာအဲ့တော့ဟိုဗမာပြည်ရဲ့ policy ပဲသူဒီလိုပဲလုံမှာဒါပေမဲ့ကျမတို့ကမစောင့်နိုင်ဘူး ကျမတို့ဘက်မှာအချိန်မရှိဘူးเนาะကျမတို့တိုင်းပြည်မှာပြည်သူလူထုဆင်းရဲတာငတ်ပြတ်တာဒီစစ်အုပ်စုရဲ့ရက်စက်မှုပါမှုအဲ့တော့တရုတ်ကိုလည်းကျမတို့ကနားလည်ရမယ်เนาะတရုတ်ရဲ့ strategy ကသူ့နိုင်ငံအကျိုးစီးပွားပေါ်ကရေရှိအစိုးအကျိုးစီးပွားပေါ်ကကြည့်တယ်ဆိုတော့ကျမတို့နားလည်လို့ရရမယ်ထို့အတူပဲကျမတို့ကလည်းကိုယ်နိုင်ငံကိုယ်အကျိုးစီးပွားအတွက်ကိုယ်လုပ်เสียရှိတာတော့မှာပေါ့ဗျာအဲ့ဒါပါပဲ โอเคดอกเตอร์ဟိုနောက်ဆုံးအနေနဲ့ပေါ့ဒေါက်တာရဲ့ခုနကဒေါက်တာပြောရခဲ့မှာလည်းပါပေါ့เนาะအခုဆိုရင်လည်းဒေါက်တာရဲ့စစ်တပ်ကသူ့ရဲ့ရွေးကောက်ပွဲမတိုင်မီနေမြေထိန်းချုပ်တာတည်ငြိမ်နေဆိုပြီးပြသဖို့ကြိုးစားနေရဲ့ကလို့ကျွန်တော်စစ်ရေးနိုင်ငံရေးအခက်ခဲတွေအုံသက်ကြရပေါ့เนาะဆိုတော့ဟိုကျွန်တော်မီးတင်တာဒေါက်တာတရုတ်ကပေါ့เนาะသူ့ရဲ့မဟာမိတ်ဟိုကျွန်တော်လက်နက်ကင်တိုင်းတိုင်းပေါ့เนาะ EAO အဖွဲ့တွေကိုစစ်တပ်ရဲ့ရွေးကောက်ပွဲအကျိုးပေါ့เนาะစစ်စင်ရေးတွေမှာဘလို့အနေထားကိုယူဖို့ ဆက်လက်ပြီးတော့မလုံးပေးနိုင်မယ်လို့ထင်ပါတယ်ခင်ဗျ။ဟုတ်ဒါကြောင့်မလို့ तू ကအတိုက်ခိုက်တွေအပြစ်ခတ်ရစဲတွေလုပ်နေတာလေ။သဘောပေါက်တယ်မလား။အပြစ်ခတ်ရစဲတွေလုတ်ခိုင်းပြီးတော့တချို့ဒေသတွေကိုပြန်ပေးခိုင်းတာဆို။နော်။ဒါတရုတ်ကသူ့ဘက်ကလုပ်တဲ့ဟာတွေဟိုတနေ့ကဆိုရင် KIA ကဟိုတကားပေါက်၅ပေါက်စလုံးဖွင့်တယ် ကျွန်မလေ့လာကြည့်တယ်ဟိုတရုတ်ဘက်ကဘာများဟိုဟိုနှင်းပြုတ်တယ်ဘာများဟိုဖိအားပေးတာရှိတယ်ဘာများဟိုအပြောင်းဘာမှမပြောဘူးတဲ့ဒီတိုင်းလာဖွင့်ပေးသွားတာတဲ့အဲ့တော့ तू ကလည်းသူ့နိုင်ငံရဲ့စီးပွားရေးကိုကြည့်ရသေးတယ်လေပိတ်ထားတယ်ဆိုသူ့ပစ္စည်းတွေမရောင်းရတော့ဘူးလေအဲ့တော့အဲ့တော့ तू ကသူ့အတူဖွင့်ပေးလိုက်တာပဲအဲ့တော့ဒီဒေသတွေမှာအဲ့သူ့အဲ့ ဟိုကျမပို့တယ်ခမရအဲ့ဟိုထဲမှာဆောင်းမားမှာမြေပုံလေးတပုံပါတယ်တွေ့လားမသိဘူးဒီနေစားတစ်လျှောက်အေးနေဖို့ပဲသူ့ရဲ့ချက်ကအဲ့ဒါပဲအဲ့တော့ဒီဟာတွေအေးနေလို့ရှိရင်အဲ့ဒေသတွေမှာရွေးကောက်ပွဲလုပ်နိုင်မလုပ်နိုင်သူ့ဒီဗမာပြည်ရဲ့ဂျီရင်းစစ်ကသူ့အိမ်ဘက်ကိုဟိုကြမလာဘူးပေါ့ဗျာ spill over မဖြစ်အောင်ပေါ့ကြော်မကြလာအောင်ဒါပဲရည်ရွယ်တာပဲကျန်တာကတော့ဟိုဒီစစ်အစိုးရက ဟိုခမရတရုတ်ကကဲကဲနော်ရုရှားကကဲကဲဘဇူးကဲကဲမရနိုင်တော့ပါစီဝါရေးကနလမထူတော့ဘူးဗျနော်ဟိုနာဝတာလို့ဘာလို့လုံးကတော့ခမားသိမလားမသိဘူးသူကဟိုကန်းလွန်ရေနံနေတွေ့လိုက်တာဖြစ်တာ哦ဒါကြောင့်မလို့နာဝတာတော်တော်အသက်ရှူချောင်သွားတာနော်တကယ်တော့အဲဒီကရှစ်လေးလုံးကလည်းတကယ်တော့ဟိုကျွန်တော်တို့တကယ်တော့ရှုံးတာမဟုတ်ပါဘူးဒါမျိုးက အဲဒီစစ်အာဏာရှင်စနစ်တိုက်ပွဲဆိုတာ62 July 7နေ့ကစခဲ့တာလေနော်အတက်အကြပါညာရှိတာပေါ့အဲ့တော့ကြာကျမတို့ဘက်ကလှိုင်းကြဘလို့ဖြစ်သွားတာကတို့ကစီးပွားရေးရထွက်ပေါက်ရသွားလိုက်တာနော်အဲ့အခုမအားလာမှာစီးပွားရေးရလည်းထွက်ပေါက်ပြီးရှိပြနိုင်ငံရေးရလည်းထွက်ပေါက်ပြီးရှိဘူး အဲ့ဒါကြောင့်မလို့ဒီတစ်ခါတော်လှန်ရေးကတော့အဲတရုတ်ကတော့သူ့ policy နဲ့သူပေါ့နော်ဒီဒေသတည်ငြိမ်ဒေသတည်ငြိမ်မှဒေသကဖွံ့ဖြိုးတိုးတက်မယ်နောက်တစ်ခုကသူ့ရဲ့ belt and road စီမံကိန်းအောင်မြင်ရေးဒါတွေအတွက်သူပြောနေမှာပဲနော်အဲအဲ့တော့ဥမာအပြင်ဒီကြောက်ဖြူရင်းနဲ့ဟိုခမရဟိုပါကစ္စတန်ကို ပေးထားတာလည်းကြည်ဟိုအဲ့ဟိုနင်းနေပါတယ်နဲတဲ့အဲ့ဒီစီအဲ့အဲ့စီပက်ကြောင့် ါကစ္စတန်လူမျိုးသိမ့်နေချီပြီးအလုပ်တွေပါလေရတယ်ဗျာသူကဟိုလမ်းဟွန်းင်းနေပါလေဖြစ်တာအဲ့တော့ပါကစ္စတန်မှာဒီဟွန်းင်းတွေကိုပဲသူကတယ်ရိုရစ်မ်ကိုပဲသူကဟွန်းင်းပြူနေရတာတိုက်နေရတာပါကစ္စတန်ကဒါကြောင့်မလို့တကယ်အစွန်းရောက်တယ်ရိုရစ်မ်ရလဲပျက်ပျက်စီးရပျက်စီးကြောင်အရန်လောက်တာခမရတခါများလေအဲဟိုတရုတ်ပညာရှင်ခုနှစ်ယောက်တော့အသက်ခံရတယ်တရုတ်တပြည်လုံးကပွတ်ပွတ်ရိုက်သွားတာပဲအကုန်ပြန်ခေါ်ဖို့ဒါပေမဲ့တရုတ်ကပြန်မခေါ်ဘူးဒါလိုပဲထားတာပဲ အဲ့တော့ကျမပြောချင်တာကတရုတ်ကရေရှည်ဟို strategy ကိုကျမတို့ပြဖို့လိုတယ်ဆိုတာ ਨੇ ကျမတို့ကလည်းကျမတို့ရဲ့လိုအပ်တဲ့နော်ကျမတို့တော်လှန်ရေးအတွက်လိုအပ်တဲ့အကျိုးကျေးဇူးလိုအပ်တဲ့ဟိုနည်းကိုကိုယ့်ကိုသိဖို့ပါပဲဒီလောက်ပါပဲနော်အဲ့မှာဒေါက်တာကျေးဇူးတင်ပါတယ်နော်ဒေါက်တာအခုလိုမအားလက်သက်ချမ်းရနေပြီးတော့ဒီအစီအစဉ်မှာဝင်ရောက်ပြန်ဆိုပြီးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဒေါက်တာအဲအဲရပါရပါ ။ဒါကတော့တရုတ်မြန်မာအရေးလေးလာတုံးသက်သူတူဖြစ်တဲ့ဒေါက်တာလှကျော်ဆိုဘိုးရှမ်းမြောက်အရေးစစ်တဲ့ကျေးပါမယ်ရွေးကောက်ပွဲတွေကြားဖြန့်ကိစ္စရင်းနဲ့ပတ်သက်ပြီးတရုတ်ကဖိအားပေးတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါရဲ့။ကြည့်နေရမြေကြီးမှာပြည်သူများအားလုံးပဲဘေးအန္တရာယ်ကင်းရှင်းပြီးတော့အထူးသဖြင့်အကြမ်းဖက်ဆက်တဲ့အနေကနဲ့ကင်းဝေးကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်ထပ်အစီအစဉ်မှာပြန်တွေ့ပါမယ်။ကျွန်တော်ခန့်တွေပါခင်ဗျာ။ ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တဲ့မီးမြတ်ချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြုတ်ချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ချံပြုတ်ချက်တွေကိုကြိုဆိုပါရရှင်မြစ်မရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာပါစေလို့မြစ်မရေဒီယိုဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ် မြန်မာပြည်သူတွေနဲ့အတူရှက်တီနေမယ်မေဇမရေဒီယိုပဲဖြစ်ပါတယ်။နောက်ဆက်ငယ်ကြသူတွေအားလုံးကျန်းမာကြပါစေရှင်။